ဝတ်တောက်ဆိုင်ကလေးသစ္ဆန်ရောင်ကိုလာရောက်အနှံ့ရမယ်ဟုတ်လားကျမတို့မှာဒီဝတ်တောက်ဆိုင်ကလေးတစည်းရဖို့ဘယ်တော့တော့စူဆောင်းခဲ့ရတယ်ထင်လဲရှင့်ကျွန်တော်တို့မှာတဲ့ဘေးရွက်လေးနဲ့ချက်သားတို့ငါးတို့ဘာလို့လာရောက်ရတာ ရေစင်လန်းစင်းနဲ့မတ်လင်နဲ့အဝေးကြီးဘေးရွက်တွေပါပြီးဖမ်းမှာဆိုကျွန်တော်တို့ဘာနဲ့လာမလဲဗျာတဲ့လောက်စားကြိုက်စားလို့မရတော့တပြားတိုက်စားရုံပဲရှိတော့တယ်တဲ့အမလူအမွေးထားလို့လူစိတ်ရှိလို့ဝင်ပြောတာဒီဝတ်တောက်သမားတွေကိုဖမ်းမဲ့အစား အားလုံးမင်္ဂလာမျိုး IMG Entertainment Channel ကိုလိုက်ပါရစေ။ဒီနေ့တစ်ဆက်ပြင်သတင်းလေးကတော့ဒီ license ဆိုင်ကယ်ရေးဝတ်တောက်ကားတွေကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးရောပြည်သူတွေကမဖမ်းဖို့တောင်းဆိုလာတဲ့ပြည်ပန်လေးတွေကိုကျွန်တော်မျိုးပြသက်တင်ဆက်ပေးသွားဖြစ်ပါတယ်။ဟုတ်ပါကျွန်တော်ပြည်ပန်လေးအဆုံးတက်တွေလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်။ဒါဆိုရင်ကျွန်တော်ပြည်ပန်လေးစလိုက်ရအောင်။ တော့လေအမှန်မှန်တော့လူသောတဖို့ဓမြအပေါ်အောင်လို့အဲ့ဒါဘူဝါလောက်တာလဲဆိုတော့သဘောပေါက်တော့နော်ဘုသူ့ရဲ့လို့ကထဲ့မှာကြောက်ကြတယ်ဘေးဝါတွေကိုမထုတ်ခင်နေတာကလေစိုင်းနေတော့နိုင်စင်မရှိတဲ့စိုင်းနေကိုလိုက်ဖမ်းလေသူများတွေကငါးလိုက်ဆယ်တွေလို့ရဖို့စုဆောင်းပြီးတော့ဒီပေါင်းမြန်သားတော့စုထားတဲ့ပတ်စံလေးနဲ့ဝေပြီးတော့မှအစင်တွေလည်းဒီလိုကောက်ဖမ်းတယ်ဆိုတော့လုံလောပါတယ်ညာကျမအစင်ရတာတွေကလည်းကိုရင်းစာတွေတောင်းပါ ီလိုစီးရတယ်ဆိုတာဆိုင်ကယ်စီးရတယ်ဝယ်တယ်ဟင်းကို50ဘင်းမှာ50ဘင်းကို license မပါဘဲနဲ့လေမီတာသွားဆောင်တဲ့လူရဲ့အခုမီတာကမီတာရုံးမှာကောက်နေတယ်အကုန်လုံးကွာလိုက်ပြီးမီတာဆိုင်ကယ်ပေးဖို့စပိန်နဲ့လိုက်ပေးဖို့ဆိုတာလည်းမဖြစ်ဘူးလေဗျာအဲ့ဒါကြောင့်မို့ဒါလေးကိုတော့မီတာရုံးဆိုတဲ့မီတာဘေးဘက်ဆောင်တဲ့ဘေးလွဲအကုန်ဆိုလဲအကုန်တလားကိုဘလောက်လုံးဆိုဘလောက်လုံးနဲ့ကောက်နေအစိုးရတက်တာပါလေဗျာအကုန်လုံးတော့မသိလိုက်ကြပါနဲ့လို့နော် မေတ္တာရပ်တန့်ပေးရပါနော်ဆရာမကြီးကတကယ်စေတနာမေတ္တာပြုရှင်စွာနဲ့ဘယ်သူအတွက်မှမဟုတ်ပါဘူးသင်ရဲ့သားတွေအတွက်လူတိုင်းပြည်စားတောင်းနိုင်အောင်လို့ဘယ်သူမှပတ်စံရှိလို့ဝယ်ရတာမဟုတ်ပါဘူးလို့နော်ရတဲ့ပတ်စံတွေကသူ့စောင်းပြီးတနေ့ဦးမိသားစုစောင်းဖို့နေဟိုတော်တော်ခက်ခက်ခဲခဲရှာကြတာပါနော်စံတပြီကို9000 8000နော်လက်တော်မမှန်တဲ့အိမ်ရှိပါတယ်လို့နော်ဒုက္ခတွေအကုန်ရောက်ပုံလို့ရှိရင်ညများတွေပေါ်ပြီးတခိုးတွေပေါ်လာပါလိမ့်မယ်เนาะဖမ်းတာလည်းကြည့်ဖမ်းကြပါ ေလုံးဝလည်းရောက်ပါလို့အခုပြောနေတဲ့ထဲမှာငါကိုရေးကိုတော့ဘာမှမပေါ့ဒီထားမဲ့ငါပြည်သူနော်ငါလူအောင်မွေးထားလို့လူစိတ်ရှိလို့ဝင်ပြောတာဒီဝက်တော့တမားတွေကိုဖမ်းမဲ့အစားမင်းတို့ဆိုင်ကလေးတလောက်ဘလောက်ကိုစောင်းမင်းတို့ကားလေးတလောက်ဘလောက်ကိုစောင်းတန်ရ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 သူ့အစ်စင်နဲ့သူစောင်းခိုင်းလိုက်လို့မဖြစ်ဘူးလားအစိုးရတကူတော့မေးကြည့်တာမသိလို့နော်ဘာဖြစ်လို့လဲဆိုစဉ်းစားကြည့်လေ တကယ်လက်လုံးလက်စားသမားတွေအခုတဲထုတ်သွားနေတဲ့ကလေးတွေကုံရောက်လျှောက်သွားအောင်ဟိုကလေနောက်ကျလိုက်တာနဲ့နိုင်ငံကြီးသားလူတွေကနောက်ကျလိုက်တာနဲ့ဝင်လို့မရတော့ဂိတ်ပေါက်ကနေဘမဘမချင်းဝင်လို့မရဘူးတရက်ပြည့်ရင်9000ဖြတ်တယ်ပြည်သူလူတို့ကိုဖာနှမ်းဖို့နေတယ်လို့ပြည်သူလူတို့တော့တောင်းသားဖြစ်အောင်လုပ်နေတာပဲဒါလေးတွေနဲ့သွားနေရတာလေဒီလိုတွေသူများလို့ရာချီဆယ်ချီမစည်းနိုင်လို့နော်သူများတကအကြလေးတွေအနာလေးတွေစီးရတယ် ကယ်ဒီဆိုတာလည်းကြီးကြီးကျယ်ကျယ်မစွဲနိုင်လို့အုံနာဘုံနဲ့စွဲနေကြတာလေသုံးမိလေးတွေကနင်းနဲ့ကိုချင်းစာကြည့်ကြပါဟာဘလို့ဝတ်တော့ဆိုင်ကယ်ဒီသက်ဆိုင်ရောလာရောက်အနေရမယ်ဟုတ်လားအမလေးရှင်ဖျားဖျားချစ်မတို့မှာဒီဝတ်တော့ဆိုင်ကလေးတည်းရဖို့ဘယ်တော့စူးစောင်းခဲ့ရတယ်ထင်လဲရှင်အငှက်ခံပြီးတော့စုခဲ့ရတာတိလားနော်ဒီဆိုင်ငယ်လေးတစ်စီးရှိမှ ။ဟိုးမင်းလေးမျိုးတွေကိုလုပ်ငန်းသွားလုပ်လို့ရမှာဖြစ်တဲ့အတွက်ကျမတို့မှလေညမနဲ့ဆန်လေးလုံးချက်မှလောက်မဲ့နေရအချိန်မှာနှလုံးခွဲပဲချက်စားခဲ့တယ်။နော်ပုံစံလေးနဲ့စားခဲ့တာကျမတို့မှ။ဟေးဆိုရင်လေလေစက်တာဝတ်တာငါအခုဆိုလို့ရှိရင်လေစက်တာကဘယ်လိုလဲငါကဘယ်လိုလဲဝတ်တာကဘယ်လိုလဲဆိုတာတော့တိတ်မသိချင်တော့ဘူးရှင်သိလားနော်ချင်မောင်ရွက်ကစွန်ရွက်မကြီးရွက် နော်အိုးလမ်းဘေးကကျင်းကညော့နော်အရွယ်မျိုးစုံခူးပြီးတော့ကျမတို့မှာဖြစ်တယ်လို့စားခဲ့ရတာဒီဆိုင်ကလေးရဖို့အတွက်ကိုနော်ဒါတွေလည်းကျမတို့ဝယ်စားရတယ်မထင်နဲ့နော်ဝယ်စားခဲ့တယ်မထင်နဲ့ချင်မောင်ရွက်ဆိုရင်လည်းလေခြံလေးထဲမှာစိုက်ထားတာနည်းနည်းလေးအဲ့နည်းနည်းလေးကိုပဲနော်ငါရက်တစ်ခါလောက်ကိုသူ့ကိုချက်စားခူးရတာကစွေးရွက်ဆိုရင်ဟိုးလဲတယ်နော်လဲထဲမှာတွက်ခူးရတာ မကြီးရဆိုအပင်ဝတ်တစ်ခုရတာအသက်နဲ့ရှင်ပြီးတော့ပြုတ်ကြရင်တေုံမယ်နော်ဒီဆိုင်ကလေးတစ်စီးရဖို့အတွက်ကိုကျမတို့မှာအဲ့လိုအငက်ခံပြီးစူးစမ်းပြီးတော့ဝယ်ခဲ့ရတာရှင်တောင်မြရှင်လို့စီကိုလာအပ်ခဲ့မယ်ဆိုတော့အမလေးရက်ဆက်လိုက်ကြတာရှင်ရက်ဆက်လိုက်ကြတာနော်ကျမတို့လိုမရှိမရှိစင်ရသားအခြေခံလူတန်းစားတွေဒီဆိုင်ကလေးတစ်စီးရဖို့ဘယ်တော့ဘယ်တော့အငက်ခံပြီးတော့စူးစမ်းခဲ့ရတယ်ဆိုတော့ရှင်တို့ကိုချင်းမစာကြည့်ကြဘူးလားရှင်နည်းနည်းလေးကိုချင်းစာပေးကြည့်ပါနော် ဝတ်တော့ဆိုင်ကယ်တွေကိုစီးပြီးတော့မကောင်းမှုကျူးလွန်နေတဲ့သူတွေရှိလို့ဒီဝတ်တော့ဆိုင်ကယ်တွေဝတ်တော့ကားတွေကိုဖမ်းတယ်ဆိုတော့လေကျွန်မသိပါတယ်သဘောပေါက်ပါတယ်ရှင်။ဒါပေမဲ့ရှင်မကောင်းမှုလုပ်တဲ့သူကိုမကောင်းသလိုရှင်တို့စုံစမ်းဖော်ထုတ်အရေးယူလေ။အခုတော့ဝတ်တော့ဆိုင်ကယ်တွေအကုန်လုံးလာအပ်ကမယ်ဆိုတော့ဂျားရီကအခုကျမတို့လိုမျိုးမရှိဘူးမရှိဟို စုဆောင်ပြီးတော့ပေါ့နော်ဝယ်ထားရတဲ့သူတွေအတွက်တအားကိုနစ်နာတယ်ရှင်။နောက်တစ်စည်းပြန်ဝယ်ဖို့ဆိုတာလဲမလွယ်ကူဘူး။မလွယ်တော့ဘူးရှင်။နော်အခုကုံစင်းနှုံးနေနဲ့မလွယ်လောက်ဘူးရှင်။ထပ်လည်းမဝယ်နိုင်တော့ဘူးရှင်။ဒါကြောင့်မို့ကျမကတော့လာမယ့်အဖူးရှင်။နော်။ဝယ်ဖြစ်မှာတော့လဲချီးစားမှာမကြောက်တော့ဘူးရှင်။အဲ့တော့လာမယ့်ဘေးပြည့်တွေ့ရုံပဲရှိတော့တာပေါ့ရှင်။ဟုတ်ပြီလား။ဟာ န်းနေရဖြစ်တာပေါ့နော်ကျမတို့လည်းဖန်းခံထားရတာပါအမ်ဖန်းခံထားရဆိုရင်ကျမတို့က၅လပိုင်းနဲ့မှဖန်းခံထားရတာအခု၆လပိုင်းနောက်ပိုင်းမှဖန်းတဲ့လူတွေ13လဆမယ်လို့ပြောပါရခြင်းအခုကျမတို့က၅လပိုင်း28ရက်နေ့ကဖန်းလာမှုလို့ပါအမ် တလလို့တော့ပြောရပေါ့နော်ဒါပေမဲ့အခုဆိုင်ငယ်လေးဆုံးတဲ့အပြင်ကိုလူကိုထောင်တလချပါတယ်အဲ့ဒီအပြင်ကိုပက်သက်တီလေးတောင်းချပါတယ်ရှင်ရဲတွေကပေါ့နော်ရဲတွေလည်းမဟုတ်ပါဘူးတရားရှိနေလို့လို့ဘာလို့လူနေနော်ရဲအဲ့စရင်စရင်မှာပေါ့နော်အဲ့ကလည်းပစက်တောင်းလို့ဆိုပြီးပေးလိုက်ရရပေါ့နော်အခုလည်းဟိုအချားနယ်ရထောင်ပို့မယ်ပေါ့အဲ့လိုမျိုးလုပ်နေရပေါ့နော် အဲ့ဒါမပူရေးဆိုပြီးတော့ပတ်စံနေတောင်းကြရပုံတော့ပြီးတယ်ပတ်စံပြီးလိုက်တယ်မပူရေးဆိုပြီးတော့တို့ပဲမဲ့ပြီးပြင်မဲ့လဲအဲ့ဒီဘေးထောင်ပဲပို့လိုက်တယ်ပုံတော့အရှာနေရထောင်ပဲပို့လိုက်တယ်အခုရမန်ကြီးချင်းတဲ့အချိန်မှာလဲပတ်စံတောင်းနေတယ်နော်လေးသိန်းခွဲတောင်းနေလေးသိန်းခွဲပြီးလိုက်ရပါတယ်နော်အခုအဲ့လားတလပြည့်လွတ်မယ်လို့တော့ပြောရပုံတော့အမ်အဲ့လိုမျိုးသူတို့တောင်းတာမပေးဘူးဆိုရင်နဲ့ ပေးလို့ရှင်မလွတ်ဘူးလို့ပြောနေရပေါ့နော်အဲ့ဒါကတကယ်လားရှင်အဲ့လိုမျိုးတွေပဲလားဥပဒေကအဲ့လားတီးခြင်းအဲ့ဒါကိုတီးခြင်းလားပါနော်အဲ့လိုမျိုးပတ်စံမပင်းမလွတ်ဘူးလားအဲ့ဒါကိုတီးခြင်းလားပါနော်ဆိုင်ငယ်ဖမ်းထားတာပါနော်အဲ့လိုမျိုးလူတတ်မှုလည်းမဟုတ်ဘူးပေါ့နော်ခိုးထားခွက်ထားလည်းမဟုတ်ဘူးပေါ့နော်အဲ့ကြောင့်အဲ့လိုပတ်စံ ပေးမှာလွှတ်အဲ့လိုမျိုးလွှတ်မှာလာတကယ်တမ်းကျတော့တလဆိုပြောထားတယ်တလပဲလွှတ်အမှားလीเนาะအခုဟာကပတ်စံပေးမှာလွှတ်မှာတဲ့အဲ့ဒါကဘယ်လိုမျိုးလဲရှင်ဟိုတကယ်တီချမ်းဝင်တဲ့ကုညီရှင်နဲ့ရဲတရားရောက်ပဲဖြစ်ဖြစ်ပေါ့เนาะနားလေလူတရားရောက်ကဝန်ကျိုးမြမကိုပြောပြပေးပါအောင်เนาะအဲ့ဒါလीပြီးကျင်လို့ပါရှင်မြမကလည်းမရှိဘူးเนาะပတ်စံရှင်ဒါ ਈ တင်တော့တင်မနေဘူးသူတောင်းမြတ်ပေးလိုက်ကိုလည်းပတ်စံမရှိလို့ပေါ့เนาะပေးဖို့ကြတော့ ဒါဆိုင်ရင်လည်းပြန်ဝေးရအောင်မယ်ဒီနော်အခုဆိုင်ရင်လည်းတိမ်တိမ်သွားပြီဆိုတော့လေလူကလည်းထောင်တလာကြရဲဆိုတော့အကြောက်ကူကြရဲပဲစံတောင်းနေဆိုတော့လေပေးတယ်ပေးထားပါတယ်ဒါပေမဲ့အခုထတ်တောင်းမယ်လို့ကြားနေတယ်ထတ်တောင်းနေတောင်းနေတောင်းနေကိုရှိရလူတွေဖြစ်သွားလူတွေဟိုအတူတူသူနဲ့အတူတူနေကြရလူသူထက်ဦးရလူတွေကတောင်းနေတယ်ပေးလိုက်ရတယ်အဲ့လိုဖြစ်နေတယ်ဟုတ်ကဲ့ပါမျိုးရေကျွန်တော်ဘီဖိုင်ဒီလောက်ပါပဲဒီဘီဖိုင်လေးကတော့ license နဲ့ဆိုင်ငယ်လေးဝက်တောက်ကားတွေကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီအဖက်ကန်ထီတဲ့ပြည်သူတွေကဒီမဖမ်းဖို့ကိုတောင်းဆိုလာတဲ့ပြည်ဖန်လေးတွေကိုစုစည်းပြီးတော့ကျွန်တော်အမျိုးကိုလာရောက်ပြီးတင်ဆက်ပြသပေးကြတာဖြစ်ပါတယ်။ဒီပြည်ဖန်လေးတွေနဲ့ပတ်သက်ပြီးတော့အမျိုးတွေအတွေ့အကြုံနဲ့ထင်မြင်ဆက်ချက်ကိုကျွန်တော်ကွန်မန့်မှာမှတ်ချက်ရေးပေးခဲ့လို့ရတယ်လို့ဝေဖန်အကြံပြုနိုင်ပါတယ်ဗျာကျွန်တော် channel နေဘူးတူတက်ရတဲ့အကြောင်းနဲ့ဆက်လီတဲ့အစ်တစ်တွေကိုမြင်ရဆက်ပေးမှာပေါ့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနဲ့ notification လေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတွေအရှင်နဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးမှပြန်ဆင်ရမယ်တဒါ